မင်္ဂလာပါနော်ညအင်တာနက်လိုင်းမကောင်းလို့လေအဲကြောင့်လိုင်းမတက်ခဲ့တာမင်းရနေခဲ့မှာမရှိတော့အဲ့တော့ခုပြောမှဒါလေးပေါ့နော်ဒီ8000လုံးဖြစ်တဲ့ကိစ္စလေးပေါ့နော်ဒီ8000လုံးဖြစ်တဲ့ကိစ္စလေးကျွန်တော်ပြောပြမယ်ရမယ်နော် ဒီမှာနော်6သုံးလုံးပေါ့နော်နောက်ပိုင်းရောင်းတဲ့ထက်စီတစ်လုံးနဲ့ပေါ့နော်6သုံးလုံးဖြစ်တယ်ဒီပုံစံလေးဖြစ်လို့ရှိရင်ဘာလာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ6တက်ပေါ့နော်ပရိသတ်ဒီအောက်မှာဆင်းတယ်နော်ညီကိုပေါ့နက်ကပ်ပူးတွေပါလာလာဆိုတော့လာရယ်နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာ6တက်ကိုပရိသတ်ပေါ့နော်အားလေးပဲပြောချင်တယ်အဲကျွန်တော်ဒီမှာ6သုံးလုံးဖြစ်တယ်6လေးပရိသတ်ဒီမှာသူ့အောက်ကပ်ပင်မှာဆင်းပါတယ်ဒီမှာ3သုံးလုံးဖြစ်တယ်38ပရိသတ်တရက်နေ့3ရက်မြောက်နေ့မှာဆင်းတယ်ပေါ့နော် ဒီမှာ3ပရိ3 3လုံးဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့က3ပရိတာ10ပရိတာဆိုတော့ကျွန်တော်တို့ကဒီမှာ30ဆိုတဲ့ခဏဆင်းလိုက်ပါတော့ဒီမှာ1 3လုံးဖြစ်တယ်အဲ့တော့ကျွန်တော်တို့က1 6ပရိတာဆိုတော့6နှစ်ပရိတာကိုဒီမှာဆင်းလိုက်ပါတော့အဲ့တော့ဒီမှာ5 3လုံးဖြစ်တယ်ပေါ့နော်5 3ညပရိတာ3ည8ဆိုတဲ့ခဏ80ဆိုတဲ့ခဏဆင်းလိုက်ပါတော့ အဲ့ဒီမှာခွန်သုံးလုံးဖြစ်တယ်ခွန်နှစ်ပရိသားဒီကောင်နည်းနောက်ကျသွားတယ်ဗောနော်တရက်နှစ်ရက်သုံးရက်လေးရက်မြောက်နေမှာဆင်းတယ်အဲ့ဆိုရင်နောက်တစ်ခုကြည့်အောင်အဲ့ဒီခုမှာတုံညသုံးလုံးဖြစ်တယ်ဒါကြောင့်မလို့တုံညငါးပရိသားတုံညသုံးဆိုတဲ့ခဏန်းကိုတရက်ကြောင်မှာဆင်းထားတယ်ဒီမှာလည်းထုံလေးတကောင်းပဲ၅ဆုံးလုံးဖြစ်တယ်၅ဆုံးညပရိသတ်ကိုကပ်ပင်ပါပဲ၃ညနှစ်ဆိုပြီးတော့ဆင်းတယ် အဒီမှာ73လုံးဖြစ်တယ်အဲ့တော့ကျွန်တော်တို့က38ပရိသတ်ရှစ်6ဆိုတဲ့ခဏကိုတရက်ကြောင်မှဆင်းထားတယ်အဲ့ဒီမှာ73လုံးဖြစ်ပြီအဲ့တော့ကျွန်တော်တို့ကထိုးအမဲ့ခဏကဘာလဲဆိုလို့ရှိရင်ဒီမှာဒီနှစ်ချိန်မှာတစ်ချိန်တော့မိမယ်လို့ထင်ပါတယ်အဲ့ဒီ38ပရိသတ်ပေါ့နော်အဲ့ဒီ38ပရိသတ်ထဲမှာမဘယ်ယာရီထိုးအောင်မလဲဆိုတော့တစ်ချက်ကြည့်အောင် 36เนาะပြီးလို့ရှင်ပါတယ်30 39เนาะအဲ့ဒါပြီးလို့ရှင်ရှင်းနဲ့ဆိုလို့ရှင်80 71 ရှစ်လေးရှင်ငါရှစ်သနှစ်နော်အဲ့လိုရှိတယ်အဲ့လိုရှိတဲ့ထဲမှာတကယ်လို့သူလာမယ်ဆိုလို့ရှိရင်ပေါ့နော် 85ပေါ့နော်အဲ့ကောင်လေးအဲ့ကောင်လေးခြိုက်တယ်ဒါလေးပေါ့နော်ရမယ်နော်အဲ့လိုက်ပါတော့ပါမစီလို့ရသိစီကြရတူရတယောက်ချင်းစီကိုကျေးဇူးထူးမြင်လေးရှိပါတယ်အားလုံးကိုလည်းကျေးဇူးတူးမြင် ြင်းရှိပါရဲ့ဗျာမြန်မြန်အားကြပါသေးလို့လည်းစုံမကောင်တောင်းပေးပါတယ်အဲ့တော့ကျွန်တော်ရှိရောနောက်တစ်ပတ်အဖို့အမဲစများကိုလည်း warmly welcome ပါအားလုံးကိုကြိုဆိုလိုက်ပါကျွန်တော် line ဆင်းဝင်ပြကြပါအောင်ဗျာ